အားလုံးမင်္ဂလာပါ UK Match တရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြိုင်သက်တည်းအောင်လိုက်မင်္ဂလာပါ IS အသင်းကသူတို့ရဲ့နီးပြဒါ hiding ကကိုဟိုတနေ့ကပဲဥရောပ Champion League ပွဲစဉ်ပေါ့လေကာဆာရီနဲ့ပွဲမှာ Champion League မှာ၄ပွဲဆက်တိုက်ရှုံးနေခဲ့ပြီးမှယာဒူးကထုတ်ပယ်လိုက်ပြီဖြစ်တယ်ဆိုတော့ IS ကဒါ Champion League မှာတကယ်ကိုအောင်မြင်တဲ့အသင်းဖြစ်တယ်၄ချိန်နောက် Champion ဖြစ်ထားတဲ့အသင်းဖြစ်ပေမဲ့ဒီအာဒီမှာတော်တော်လေးဆူဆူဝါဖြစ်တယ် ဟိုက်တင်ကန်ကအာနီဆိုရဲ့လက်ထောက်နီးပြဖြစ်ပြီးရဲ့နေ့ကလုတ်တယ်။အဲ့ဒါကနေ IS ကသူတို့ရဲ့နီးပြချုပ်ဖြစ်ခံမှုရည်ရွယ်တဲ့အတွက်သူကိုဒါတာဝန်ပေးဖို့ဆုံးဖြတ်တဲ့အတွက်သူကလပ်ကနေထွက်ပြီးတော့ IS ကိုတာဝန်ယူတယ်။ဒါပေမဲ့သူ့လက်ထက်မှာတကယ်အဆိုးဝါးဆုံးအသင်းပေါ်လေဂျိုစီမော်ရီညိုရဲ့ဘန်ဖီကာလေး၄ပွဲဆက်ရှုံးနေသူလည်း၄ပွဲဆက်ရှုံးပြီးတော့နောက်ဆုံးမှာ IS ကဟိုက်တင်ကာကိုယာတုကထုတ်လိုက်တယ်။ ိုက်နေရာမှာ IS ကသူတို့ရဲ့နီးပြဟောင်း Eritan ဟာကို ပြန်ခေါ်ဖို့လုပ်နေတယ် Eritan ဟာကဒီ IS နဲ့2018ခုနှစ်ကနေ2022ခုနှစ်အထိတောင်းယူခဲ့သူသူဖြစ်ပြီးတော့အိုက်ကနေမှာဆင်းသူ Manchester United ကိုရောက်တယ် now by liverpool ကိုရောက်ပြီးတော့မှဒါသူယာရုကထုတ်ပယ်ခံထားရတယ်ဆိုတော့ဒီနေရာမှာ everton ဟာက is ကတကယ် revolution ကိုတိဆောက်ခဲ့တဲ့သူဖြစ်ပြီးတော့ hoover hunter ကပြီးခဲ့တဲ့ရပိုင်းကသူ့ရဲ့နီးပြအဖြစ်ခံအပ်ဖို့ ကာလန်ခဲ့တယ်။ဒါပေမဲ့အရစ်တဟာကတိတ်သဘောမချဘဲနဲ့ပယ်ချခဲ့တယ်။ပယ်တော့မချဘူးပေါ့လေ။ဟူးဖ်နီးပြရာထူးထက်စာရင်သူ့ရဲ့ကလဟောင်း IS ကိုပို့သဘောကျတယ်။တဟာက IS မှာဒါဒီ2018 2019 2021 2022ဒါအမပေးချန်ပီယံ3ချိန်ရတယ်အထူးသဖြင့်2018 2019ရာသီမှာ IS ကို Champion League Semi Final ကိုရအောင်ပို့ဆောင်ခဲ့ပြီးတော့ Semi Final မှာ Tottenham Hotspur ကိုရှုံးတယ်ဒါဒီ Netherlands ဖလားပြိုင်ပွဲမှာ 2019ရဲ့21ရဲ့နှစ်ကြိမ်ချန်ပီယံဖြစ်ပြီးတော့ဒါသူတို့ရဲ့ဒါဂျာဒီနယ်သာလန်ယာသီအဖွဲ့ဒါစူပါကပ်ပြိုင်ပွဲမှာတစ်ကြိမ်ချန်ပီယံဖြစ်တယ်ဆိုတော့ IS ကသူတို့ရဲ့နီးပြဟောင်းကိုပြန်ခန့်ကျင်တယ်ဆိုတော့ Eric Dahan အနေနဲ့ IS ကိုပြန်ကင်ဖို့ဆိုတာက ဒါဘာဖြစ်ဖြစ်ဖြစ်နိုင်ကြီးအများတွေတကယ်တမ်းကျတော့လေ IS ကတကယ်ကို quality produce ဖြစ်တဲ့ကစားမတွေကိုထုတ်ပေးခဲ့တာသူတဟက IS ကနေထွက်သွားတဲ့အချိန် Man United ကိုရောက်တဲ့အချိန်မှာသူတို့အသင်းက quality player တွေအကုန်လုံးနှိပါမရှိတော့ဘူးအဲ့တုန်းကသူ့မှာ legend ကစားမအချို့အဲ့ထက်ကသူခေါ်လာခဲ့တယ်ဒီမှာ Lisandro Martinez နဲ့ Anthony ပါတယ် Mohamed Kudus ကလည်းအသင်းထပ်ပြောင်းတယ်တခြားကစားမတွေတော်တော်များများအသင်းပြောင်းသွားပြီးတော့ IS ကတကယ်ကို quality ကစားမားတွေဆုံးရှုံးလိုက်ရတယ်အခုလက်ရှိပြသူတို့အသင်းမှာဒီလက်ရှိအနေထားရတော်တော်လေးကောင်းတဲ့ကစားမားအဲ့လောက်ကိုမရှိတော့ဘူးအခုတိုက်စစ်မှာဆိုဗျာဓာတ်မတိုက်စစ်မူဒါဒိုးဘတ်ရှိတယ် now တခြားတခြားကစားမားတွေကြည့်လို့ရှိရင်အခု sweet ဒီသူတို့ရဲ့ netherland တိုက်စစ်တဲကဒါ vet very cost ရှိမယ်ပြီးတော့မှဒါတစ်ဖက်ကဒီ kel ဟို color scene ရှိတယ်ဒါတော့ပဲကျွန်တော်ကစားမားတွေအားလုံးကတာမန်ပြေကစားမားတွေပဲ is ကိုတိုင်ကအရင်တည်းက ဒီ academy ကိုအားကိုးပြီးတော့ဆောင်ရွက်တဲ့အသင်း so eriton ဟာအနေနဲ့သူ is ကို2018ကနေ22နှစ်ထိ၄နှစ်တာအတွင်းမှာအမပေး champion 3ကြိမ်တည်းရအောင်လှုပ်ခခဲ့တဲ့အတွက်ကြောင့်ဒီဒီကြိမ်မှာသူတွေးတစ်ပြန်လာပြီးပြန်ထွက်လာနိုင်တယ်သူပြီးခဲ့တဲ့တစ်ခေါက်တုန်းကဆိုရင်အဲ2018သူကင်တဲ့အသင်းတော်အဆို frankie t young လို့ matthias tillet တို့တကယ် quality david nares တို့ quality သားမတွေအများကြီးထွက်သွားတာ အဲတုန်းကဆိုမမယာဆန်တီယာဂိုဘာနေပေးမှလည်းနိုင်နေတကယ်အသင်းကြီးတွေကိုကြော်ဖြတ်ပြီးတော့သူတို့ချန်ပီယံလိဆီမီဖိုင်နယ်တိုက်ခဲ့တာဆိုတော့ဟူဗာဟန်တန်နီးပြဖြစ်ရေပန်းစားလဲရှိတဲ့အရီတန်ဟာက IS နီးပြရာတို့တို့ကစိတ်ဝင်စားလဲရှိတဲ့ဟိုက်တင်ကာကို officially တရားဝင် ထုတ်ပယ်ခဲ့ပြီးနောက်အသင်းဟောင်းရဲ့ကမ်းလှမှုကြောင့်သူကအဲ့ကိုပြန်ဖို့လုပ်တယ်ဝူဖ်ကသူ့ကိုဆွေးနွေးတယ်ဒါပေမဲ့သူက wolf ရဲ့ position နဲ့ DRT မှာအောင်မြင်ဖို့ မတီကြတဲ့အခြေအနေကြောင့်လည်းဖြစ်နိုင်ပြီးတော့ဒါ Netherlands Club ဖြစ်တဲ့ IS ကို Everton ဟာတချို့ပြန်သွားပွဲရှိပါတယ်အားလုံးကျေးဇူးတင်ပါတယ်